ီစီစဉ်ကိုကြည့်ရှုအပိတ်နေတဲ့ပြည်တွင်းပြည်ပကတော်လင်ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့အခုအစီအစဉ်ကတော့တပိတ်အင်အားစုများရဲ့ပုဒ်ပိတ်စကားပိုင်းဖြစ်ပါတယ်ကျွန်တော်ကတော့ဖြူတည်ရပါခင်ဗျာ ကျွန်တော်တို့ဒီအစီအစဉ်ကနေပြည်သူအများသိသိတိကျတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ရွေးချယ်တင်ဆက်လာခဲ့တာမှာဒီတစ်ပိုင်းမှာကျွန်တော်ရွေးချယ်ထားတဲ့အကြောင်းအရာကတော့ ILO ပုံမှန်33အရာဒီအချမ်းပတ်စစ်တပ်ကိုချက်ချင်းအေးအေးယူဆောင်ရွက်ပေးဖို့ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှဆွေးနွေးသွားကြမှာဖြစ်ပါတယ်။တော်လန်ပြည်သူများသိရှိထားတဲ့အတိုင်းပဲ BB ဆိုင်ရာလူသမားရေးအဖွဲ့ ILO ဆိုတာကကျွန်တော်ကဘာတဝမ်းမှာရှိတဲ့လူသမားတွေအတွက်ပေါ့နော်လူမှုတရားမျှတရေးနဲ့အာလူသမားခွင့်ရေးကာကွယ်ပေးဖို့အတွက်ဖွဲ့စည်းထားတဲ့အဖွဲ့ချုပ် ခုဖြစ်ပါတယ်အဲ့တော့သူ့မှာအခြေခံပြဋ္ဌာန်းချက်10ချက်ရှိပြီးတော့မှအဖွဲ့ဝင်နိုင်ငံတစ်ခုခုကနေအဲဖောက်ဖျက်နေတယ်လို့ဒါတိုင်ကြားချက်ရှိလာပြီဆိုလို့ရှိရင်အရေးယူဆောင်ရွက်ပေးဖို့အတွက်ကိုအဲလိုအခြေခံပုံမှန်33မှာပြဋ္ဌာန်းထားပါတယ်အဲ့တော့ကျွန်တော်တို့လက်ရှိမြန်မာနိုင်ငံကဒီအကြမ်းဖက်စစ်တပ်ဟာဆိုလို့ရှိရင်လည်းအာဓမအလုတ်ခိုင်းစေမှုတွေရှိနေတယ်ပြီးတော့လွတ်လပ်စွာအသင်ပင်ဖွဲ့စည်းခြင်းကိုပိတ်ပင်မှုတွေလည်းရှိနေတယ်ဆိုတာဒါပြည်သူအများသိရှိပြီးသားဖြစ်ပါတယ်ဆိုတော့ဒီအချက်တွေကိုလိုက်နာဖို့ပြက်ကွက်တယ်ဆိုပြီးတော့မှ2023ခုနှစ်စက်တင်ဘာလမှာ ILO စုံစမ်းရေးအဖွဲ့အစည်းဆုံးဖြတ်ခဲ့ပြီးတော့မှဒီအကြံပတ်စက်တပ်ကိုရေးယူမှုတွေလှုပ်ဆောင်နိုင်ဖို့အတွက်ကိုဒါစီစဉ်နေရလို့ကျွန်တော်တို့သိရတယ်ပေါ့နော်ဒါကြောင့်မလို့ဒီနေ့စကားပွဲမှာဒီလိုအရေးယူမှုတွေကျွန်တော်တို့လှုပ်ဆောင်နိုင်ဖို့အတွက်ဘာတွေလုပ်ရမလဲပြည်သူလူထုကဘယ်လိုပါဝင်လို့ရနိုင်လဲအဲ့ဒီပြင်ဒီလိုရေးယူဆောင်ရွက်မှုတွေရှိလာတဲ့အခါမှာရှိလာခဲ့လို့ရှိရင်ဒီအကြံပတ်စက်တပ်ပေါ်မှာဘယ်လိုသက်ရောက်မှုတွေရှိနိုင်လဲဆိုတာကိုဆွေးနွေးပြဖို့အတွက်မြန်မာနိုင်ငံလုံးဆိုင်ရာလူသမားများတမကအဖွဲ့ချုပ်ကအထွေထွေတွင်းမှုမတ်ခတ်စင်နဲ့ဆက်သွယ်ရေးဌာနတာဝန်ခံမတ်ဖောင်ရ ိုးတို့ကိုဖိတ်ခေါ်ထားပါတယ်အာမဖောက်ယူနဲ့မက်ကက်ဆင်နဲ့မင်္ဂလာပါခင်ဗျာဒီနေ့စကားဝိုင်းမှာပါဝင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အဲကျွန်တော်တို့စကားဝိုင်းကိုမဖောက်ယူနဲ့ပဲစလိုက်ချင်ပါတယ်ခင်ဗျာအဲ့တော့ပထမဆုံးစပြီးတော့မေးချင်တဲ့မေးခွန်းကတော့ဒီစစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာပေါ့နော်မြန်မာနိုင်ငံထဲမှာအလုံသမားအခွင့်အရေးချိုးဖောက်မှုကဘယ်လောက်တိုင်းတာတိရှိနေတယ်ဘယ်လိုမျိုးအတိုင်းအဓမ္မအခိုင်းအစင်မှုတွေပြုလုပ်ခံနေရတယ်လဲဆိုတော့ဟိုပထမဆုံးအနေနဲ့စပြီးတော့ဆွေးနွေးပေးစီစဉ်ပါတယ်ဟုတ်ကဲ့ပါ လောက်သမားခွင့်ရေးချိုးပေါက်ခံရတာတွေဒီအတ္တမခိုင်းစိန်မှုချိုးပေါက်ခံရတာတွေပြောတဲ့အခါကျမတို့ဒီစက်မှုကဏ္ဍစက်ယုံအလုတ်ယုံအလုတ်သမားတွေကိုထင်ဟပ်ပြီးတော့မြင်တာတတ်တဲ့သဘောတဘာဝရှိကြပါတယ်ဆိုတော့ဒီအလုတ်သမားလို့ပြောလို့ရှိရင်တော့ဒီတောင်သူလယ်သမားတွေကလည်းပါဝင်နေတယ်ပြီးတော့ဒီ CDM ပြုတ်လောက်ထားတဲ့နိုင်ငံဝန်ထမ်းကောင်းတွေဒီအလုတ်သမားအခွင့်အရေးလူအခွင့်အရေးချိုးပေါက်ခံရမှုအများဆုံးဖြစ်ပွားနေတယ်ဆိုတာကိုလည်းပထမဆုံးအနေနဲ့ပြောကြားခြင်းပါတယ်ဆိုတော့ဒီအများအားဖြင့်တောင်သူလယ်သမားတွေရဲ့အဲ ဒီရက်ရွာအိုးအိမ်တွေကျေးလက်တွေမှာဆိုလို့ရှိရင်စစ်ကောင်စီကစစ်ကြောင်းထိုးတာတွေပြီးလို့ရှိရင်တောင်သူတွေသမားတွေကိုစစ်ဆေးတာတွေဖမ်းဆီးတပ်ဖြတ်တာတွေပြီးတော့လူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးခေါ်ဆောင်တာတွေစစ်သားအဖြစ်စုဆောင်ပြီးရှေ့တန်းကိုပို့ဆောင်တာတွေပေါ့လေဒါတွေကလည်းအာဓမခိုင်းစိန်မှုကိုချိုးဖောက်နေတာပဲဖြစ်ပါတယ်လို့ကျွန်မအနေနဲ့ပြောချင်ပါတယ်အဲတိုင်းရင်းသားလက်နက်ကိုင် ဒီနဲ့ဒီ PDF တွေစိုးမိုးထားတဲ့မြို့နယ်144မြို့နယ်ရာခိုင်နှုန်းအဖြစ်44ရာခိုင်နှုန်းပေါ့လေပြီးတော့ဒီတော်လန်စစ် ဖြစ်နေတဲ့မြို့နယ်ပေါ့86မြို့နယ်24ရာခိုင်နှုန်းရှိပါတယ်ဆိုတော့စကားစားက32ရာခိုင်နှုန်း108မြို့နယ်ကိုသာအုပ်ချုပ်နေပါတယ်အဲပြောချင်တာကဒီမြို့နယ်တွေမှာကျွန်တော်တို့ဒီတော်လန်စစ်ဖြစ်ပွားနေတဲ့ ကာလမှာဒီစစ်ကောင်စီကကျေးလက်တော်တော်များများမှာဒီလေရင်နဲ့ဖုံးကျဲတာတွေအခုနောက်ပိုင်းဆိုပါရာမော်တာနဲ့ပြစ်ခတ်တာတွေပေါ့လေပြီးတော့ဒီတောင်ရမြေကွက်တွေကိုမီးရှို့တာတွေဒါတွေကိုလုံလာတဲ့နေရာမှာဒီတောင်သူလယ်သမားတွေအနေနဲ့တောင်ရကွက်တွေစိုက်ပျိုးမြေတွေကိုဆွန့်ပစ်ပြီးတော့ထွက်ပြေးတိမ်းရှောင်မှုတွေအများကြီးရှိနေပါတယ်ဒီအသက်ကြီးတဲ့သူတွေနဲ့ကလေးသူငယ်တွေအရဆိုရင်ထွက်ပြေးတိမ်းရှောင်ရင်းနဲ့ကြံခဲ့ပြီးတော့မိသားစုဝင်တွေရဲ့ရှေ့မှာပဲအသက်ဆုံးရှုံးခဲ့ရတာတွေလည်းအများကြီးရှိပါတယ်ဆိုတော့ဒီစစ်ကောင်စီကနေပြီးတော့စိတ်တိုင်းကြ ပေါ့လေစီမံထားတဲ့ကြိုးချောင်းစီရောမှုမရှိတဲ့ခိုင်မာမှုမရှိတဲ့ဥပဒေပြဋ္ဌာန်းချက်တွေထုတ်လာပြီးတော့ဒီလိုက်နာဆောင်ရွက်မှုမရှိဘူးဆိုရင်လေယာဉ်တွေကိုတင်းဆဲပစ်မယ်လို့ချိန်ချောက်ဓာတ်တွေလည်းရှိတယ်ဆိုတော့ဒီတောင်တူလေသမားတွေကသူတို့ရဲ့လေယာဉ်တွေစိုက်ပျိုးမြေတွေကိုစွန့်ခွာပြီးတော့ထွက်ပြေးလာပြီဆိုလို့ရှိရင်ဘာဖြစ်မလဲပေါ့လေ ဆိုတော့အဖေကရှင်းပါတယ်ကျမတို့စားတောက်ပုံတွေစံတွေစီတွေတီးနံတွေကုံစင်းလုံးတွေကမြင့်တက်လာမယ်ဒါကမြို့ပေါ်မှာရှိတဲ့ပြည်သူအများကလည်းဒီဖြစ်ပေါ်လာတဲ့စိုးကျိုးကိုဆက်လက်ခံစားရမှာပဲဖြစ်တယ်ဒါကြောင့်မို့လို့တတိုင်းတပြည်လုံးကအငတ်ဘေးနဲ့ရင်ဆိုင်နေရတဲ့အခက်အခဲတွေဖြစ်နေရပေါ့နော်ဒါကဒီစစ်တပ်ကနေတောင်သူလေသမားတွေအပေါ်မှာအတ္တမစစ်မှုခိုင်းစေမှုနဲ့အပြစ်မဲ့ကျေးလက်ပြည်သူတွေရရက်ဆက်ဆက်အဆိုးဝါးဆုံးချိုးပေါက်မှုတွေကြောင့်မို့လို့ဒီလိုဆိုးဝါးလာတဲ့ဖြစ်ရက်တွေကိုဆက်လက်ခံစားနေရတာဖြစ်တယ်ပေါ့လေ ီးတော့နောက်တစ်ခုဒီစက်မှုခန္ဓာကိုပြန်ပြီးပြောမယ်ဆိုလို့ရှင်လေရန်ကုန်မြို့မှာရှိတဲ့စက်မှုစုံတွေကအလုံသမားတွေကိုကြီးလိုက်လို့ရှင်အများအားဖြင့်ကျေးလက်တွေကလာတဲ့တိုင်းနဲ့ပြည်နဲ့အသီးသီးကတောင်သူလယ်သမားတွေရဲ့မိသားစုဝင်တွေကလာရောက်အလုံးလုံးကြိုင်ကြတာများပါတယ်ဆိုတော့ဒီစက်မှုလုပ်ငန်းခွင်တွေမှာ အာချိုးပေါက်ခံနေရတာတွေကိုပြောမယ်ဆိုရင်လောအားကဖြတ်တောက်တာတွေအချိန်ပိုတွေကိုအလကားဆင်းပေးနေရတာတွေခလေးလုံသမားခိုင်းစေတာတွေပြီးတော့လိမ်ပိုင်းဆိုင်ရာအမျက်ထုတ်တာတွေကိုလည်းခံစားနေရတယ်ဆိုတော့လုံသမားခွေချိုးပေါက်မှုတွေကိုတိုင်ကြားဖို့အတွက်ဒီစကားဆရဲ့ဖြည့်ရှင်းရန်တရားကိုလုံသမားတွေနဲ့လုံးဝအယုံကြည်မရှိပါဘူးဒါကြောင့်မို့လဲတိုင်ကြားခြင်းကိုမပြုလုပ်ကြဘူးဆိုတော့အခုရက်ပိုင်းတော်တင်မှာဆိုလို့ရှိရင်လည်းတရုတ်စက်ယုံ ပေါ့လေတရုတ်နိုင်ငံသားပိုင်တဲ့စက်ရုံနှိုင်းသာယာမြို့လေရွှေလင်းဘန်းမှာရှိတဲ့စက်ရုံမှာဆိုလို့ရှိရင်တလပတ်လုံးနားရမရှိပဲနဲ့အလုပ်သမားတွေကအလုပ်လုပ်ပေးနေရတယ်လုပ်သားပေါင်း600ကျော်ရှိပါတယ်အဲ့စက်ရုံမှာဆိုတော့နောက်ထပ်စက်ရုံတရော်ဆိုလို့ရှိရင်ကျင်ဝိတ်ဆိုတဲ့အထည်ကျုပ်စက်ရုံမှာအလုပ်သမား400ကျော်ရှိပါတယ်အမြဲတမ်းဝန်ထမ်းအဖြစ်ခန့်အပ်ခြင်းမရှိပဲနဲ့နေစားဝန်ထမ်းတွေအဖြစ်သာထားရှိပါတယ်ဒါအခွင့်အရေးချိုးပေါက်နေမှုတွေရှိနေတာပါအလုပ်သမားတွေရဲ့နှိမ့်နာမှုတွေပဲဖြစ်ပါတယ်ဆိုတော့ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း ဒီစက်မှုကဏ္ဍကဆက်ရုံအလုပ်ယုံတွေထဲမှာချိုးဖောက်မှုအများဆုံးကဏ္ဍကိုပြောပါဆိုရင်ပထမဦးဆုံးကအထည်ချုပ်ဆက်ယုံတွေဖြစ်ပါတယ်ဒုတိယကအိတ်ဆက်ယုံတွေဖြစ်ပါတယ်လွယ်အိတ်တွေဂျောပေါ့အိတ်တွေချုပ်တဲ့ဆက်ယုံတွေဖြစ်ပါတယ်တတိယကကျတော့ဖက်နှက်ချုပ်တဲ့ဆက်ယုံတွေဖြစ်ပါတယ်လို့ဒီ2025အစောပိုင်းမှာမြန်မာ Labor News ရဲ့သတင်းသုံးသပ်ချက်တွေမှာလည်းဒီအတိအကျဖော်ပြထားတာကိုတွေ့ရပါတယ် ဆိုတော့ဒီလိုချိုးဖောက်မှုတွေစက်မှုကဏ္ဍမှာရှိနေတာကို EU အပါအဝင်နိုင်ငံတကာမှာရှိတဲ့ ITUC Global Union တွေကိုလည်းကျမတို့ အလောက်သမားသမက်ကရအနေနဲ့ဒီ case study မှတ်တမ်းပြုစီပြီးတင်ပြဆွေးနွေးနေတာကြီးလည်းလုပ်ပါတယ်ဒါကြောင့်မလို့ H&M Adidas Zara ပေါ့လေဒီလို brand company 12ခုပါဆိုလို့ရှိရင်လည်းဒီအလောက်သမားအခွင့်အရေးချိုးဖောက်နေတဲ့စကားဆရဲ့ချိုးဖောက်မှုတွေကြောင့်ဒီ code content နဲ့မကိုက်ညီဘူးဆိုပြီးမြန်မာနိုင်ငံကထွက်ခွာဖို့လုပ်နေတာတွေကိုလည်းသတင်းမီဒီယာတွေမှာတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒီလိုချိုးဖောက်မှုတွေကိုကျမတို့ MLA အနေနဲ့ မှတ်တမ်းအချက်အလက်တွေပြုစုပြီးတော့ ILO ကိုတင်ပြဆွေးနွေးတဲ့နေရာမှာအမှုပေါင်း900ကျော်ကိုတင်ပြဆွေးနွေးခဲ့တာတွေရှိပါတယ်ဆိုတော့နောက်တစ်ခုပြောရမယ်ဆိုလို့ရှိရင်ဒီထိုင်းနိုင်ငံနယ်စပ်မှာဒီလိုအတ္တမစစ်မှုထမ်းခိုင်းစေခြင်းနဲ့ ဒီလွတ်လပ်စွာတင်းမဖွဲ့စည်းခြင်းတွေကိုမရှိတဲ့နေရာမှာစစ်တပ်ရဲ့ဖိနှိပ်မှုအောက်ကနေပြီးတော့ထွက်ပြေးတိမ်းရှောင်တဲ့မြန်မာနိုင်ငံရဲ့ war force ပေါ့လေကျမတို့ဒီအလုံးလုံးနိုင်တဲ့လုံသားအင်အားတွေရာဆိုလို့ရှိရင်ကျမတို့ဒီ MLA ရဲ့စစ်တပ်အရာ38000ကျော်ခန့်ကဒီ2024မှာအထောက်ထားမဲ့အထောက်ထားမရှိဘဲနဲ့တိုင်းတစ်ပါးနိုင်ငံတွေမှာစိုးရင်ကြောက်လန့်စွာနဲ့အကာအကွယ်မဲ့စွာနဲ့ဒါနေထိုင်နေရတဲ့အနေအထားတွေပဲဖြစ်ပါတယ်ဒါကကျမတို့မြန်မာနိုင်ငံရဲ့အလုံးလုံးနိုင် ုင်တဲ့အသက်အရွယ် wolf folks တွေကဆိုရင်လူငယ်တွေအလုံးလိုက်အရင်းလိုက်နဲ့ရွှေ့ပြောင်းသွားလာတဲ့ဒါအန္တရာယ်ရှိတဲ့အနေအထားပဲဖြစ်ပါတယ်ဒါကကျမတို့တိုင်းပြည်အနာဂတ်အတွက်အလားလာကောင်းတဲ့ဟာတစ်ခုတော့မဟုတ်ပါဘူးရှင့် ဆိုတော့နောက်ဆုံးပြောချင်တာတော့ CDM နေရဲ့အခန်းကဏ္ဍပါ။ဆိုတော့အလုပ်သမားတွေပြောမယ်ဆိုရင် CDM 3သိန်းနဲ့သူရဲ့မိသားစုဝင်တွေကဒီနိုင်ငံဝန်ထမ်းကောင်းအလုပ်သမားကောင်းတွေဖြစ်ပါတယ်။ဆိုတော့ CDM တွေကအခုချိန်ထိဖန်စီတက်ဖြတ်ခံရတယ်၊ဖက်ပြေးတိန့်ဆောင်နေရတယ်၊နေရက်တွေလုံတက်တွေပြီးတော့မိသားစုတွေကိုစွန့်ခွာပြီးတော့လက်ရှိအခြေအနေအထိကိုဒီနေဖို့စားဖို့တာသမီတွေစောင့်ရှောက်ဖို့ပံ့ပိုးဖို့အတွက်ကိုရုန်းကန်နေရပါတယ်။ဒါကြောင့်မလို့ ILO မှာရှိတဲ့နိုင်ငံတကာအသီးသီးရဲ့အစိုးရကိုယ်စားလှယ်တွေပြီးတော့ EU နိုင်ငံတွေအပါအဝင်တွေကိုကျွန်မပြောချင်တာကတော့ ILO ရဲ့အစုံစမ်းစစ်ဆေးကော်မရှင်ရဲ့ထုတ်ပြန်ချက်ကိုဒီစကားစကားလိုက်နာမှုမရှိဘဲနဲ့ဒီလိုမျိုး ILO ရဲ့အခြေခံပြဋ္ဌာန်းချက်80ခေါ်လွတ်လပ်စွာအသိမဲ့ဖွဲ့စည်းခွင့်နဲ့ဒီအတ္တမခိုင်းစေ မှုပြဋ္ဌာန်းချက်26ကိုအတိအလင်းဆက်လက်ချိုးဖောက်နေတာကိုထင်ရှားနေတော့ကြောင့်ဒီပုံမှန်33ရချက်ချင်းအေးယူပေးဖို့အတွက်ကိုဒီမြန်မာအလौဒမားပြည်သူတွေရဲ့လူ့အခွင့်အရေးတရားမျှတမှုအတွက်ယက်တည်ပေးပါလို့ပြောကြားချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင် ဟုတ်ကဲ့ခင်ဗျာအခုလိုမျိုးဒီအလုသမားအခွင့်အရေးချိုးဖောက်မှုတွေနဲ့အတင်းအဓမ္မခန့်စင်မှုတွေအကြောင်းကိုပြည်ပြည်ဆောင်ဆောင်ဆွေးနွေးပေးသွားတာကျေးဇူးတင်ပါတယ်ခင်ဗျာအဲ့တော့ဒီတစ်ခါမှာတော့ကျွန်တော် market set ကိုနေကျင်ပါတယ်အဲ့တော့ခုနကဆီမအမတ်ဖောင်ယူပြောဆွေးနွေးတော့သွားတဲ့အထဲမှာလည်းပါတယ်ပေါ့နော်ဒီ ILO ရဲ့ပုံမှန်33ရာမြန်မာနိုင်ငံကိုအရေးယူခြင်းဆိုတဲ့ကိစ္စကိုပြောသွားတဲ့ကတည်းကဒီလိုအရေးယူခြင်းကဒီအကြံဖက်စစ်ကောင်စီကိုဘလောက်ဘလောက်ထိထိခိုက်နိုင်ကြလဲနောက်ပြီးတော့ဘလို့အရေးယူမှုမျိုးတွေလှုပ်ဆောင်လာနိုင်ကြလဲဆိုတာကိုဆွေးနွေးပေးစီချင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့အာဒီလိုမျိုးမြန်မာနိုင်ငံကို ILO ကအရေးယူတာပေါ့နော်ဒါကဒုတိယအကြိမ်ရောက်ဖြစ်ပါတယ်2000ခုနှစ်တုန်းကလည်း ILO ကနေပြီးတော့စုံစမ်းစစ်ဆေးကော်မရှင်ဖွဲ့စည်းပြီးတော့အရေးယူခဲ့တာရှိပါတယ်အဲ့ဒါကတော့ပြောမှဆိုရင်တော့အဲ့တုန်းကပြဋ္ဌာန်းချက်အမှတ်တစ်ခုတည်းပေါ်မှာအာယုံဆိုင်လုပ်ခဲ့တာပေါ့နော်ဒီအာရမလောကခိုင်းစင်မှုပြဋ္ဌာန်းချက်မှာ29ပေါ်မှာတစ်ခုတည်းကိုလုပ်ခဲ့တာအဲ့ဒီအချိန်တုန်းကဒီအကြမ်းဖက်စစ်တပ်ကို ILO ရဲ့ဆုံးဖြတ်ချက်မှာကဒီ disengage ပေါ့နော် ဒီ ILO ရဲ့အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့အကြမ်းဖက်စစ်တပ်ကိုဒီမြန်မာပြည်ကိုအကူအညီပေးနေတာတွေအတိအမှတ်ပြုတာတွေအားလုံးကိုရပ်ဆိုင်းဖို့ဆိုတဲ့ဟာပေါ့နော်အဲအဲ့ဒီဆုံးဖြတ်ချက်မျိုးကြားခဲ့တာရှိပါတယ်ဆိုတော့အဲ့ဒီဆုံးဖြတ်ချက်မျိုးကိုအခုတစ်ခေါက်ပြန်ပြီးတော့တောင်းဆိုနေတာပါဆိုတော့အဲ့တုန်းက2009နှစ်မှာဆုံးဖြတ်ချက်ချလိုက်တဲ့အခါကျတော့ ILO ရဲ့အဖွဲ့ဝင်နိုင်ငံတွေကအကြမ်းဖက်စစ်တပ်ကိုသူတို့အတိအမှတ်မပြုတော့ဘူးအဲ့ကနေပြီးတော့ isolate ပေါ့နော်အကြမ်းဖက်စစ်တပ်ကိုဖယ်ခြင်းနဲ့နိုင်ငံတကာအတိုင်းအဝန်းကနေပြီးတော့ဖယ်ခြင်းနဲ့ ဖယ်ကျင်တဲ့အခါမှာဘာတွေထိခိုက်ကုန်တယ်လဲဆိုရင်အကြမ်းဖက်စစ်တပ်ကတန်ကင်းတမန်ကင်းကိစ္စတွေရောစီးပွားရေးဆိုင်ရာပေါ့နော်ရင်းနှီးမြှုပ်နှံမှုတွေကောအများဖြစ်မြန်မာနိုင်ငံမှာပိုင်တဲ့စီးပွားရေးပြန်ကြည့်စစ်တပ်ကပဲပိုင်တာပေါ့နော်အဲ့တော့သူတို့အဆိုင်ကိုထိတာပေါ့ထိတဲ့အခါကျတော့ အာတို့ဆိုရင်ဒါပရိုပဂန်ဒါဝါဒဖြန့်တဲ့ကိစ္စတွေအာစီးပွားရေးပိတ်ဆို့မှုတို့မမှုပါတို့ပါတို့ပေါ့နော်အစရှိသဖြင့်အာဝါဒဖြန့်တဲ့တချင်းတွေတောင် ရေးပြီးတော့အာပြည်သူလူထုကိုပြောရတယ်အဲ့ဒီကနေဘလို့ပဲပြောပြောနိုင်ငံတကာဖီအားဒါအိုင်အယ်လူရဲ့ရန်ဒီယာဖီအားကြောင့်တော့တို့ဒီအာဒီပြောင်းလဲမှုလုပ်ခဲ့ရတယ်ပေါ့အခုတစ်ခေါက်မှကကြတော့အာပြဋ္ဌာန်းချက်အမှတ်နှစ်ခုကိုတိုင်ထားတာဖြစ်တယ်တစ်ခုကလွတ်လပ်စွာအသိမင်းဖွဲ့စည်းခွင့်ပေါ့အဲ့တော့လွတ်လပ်စွာအသိမင်းဖွဲ့စည်းခွင့်လို့ပြောရင်ဒါကအလုံသမားတွေနဲ့ပဲဆိုင်တယ်လို့မမြင်စေချင်ဘူး လွတ်လပ်စွာသင်းမင်းဖွဲ့စည်းခွင်ထဲမှာဘာဘာပါတယ်လဲဆိုရင်နိုင်ငံသားတယောက်ရဲ့လွတ်လပ်ခွင့်ဒီမိုကရေစီအခွင့်အရေးပါပါပါတယ်အဲဒါနိုင်ငံသားတယောက်ရဲ့ဒီမိုကရေစီအခွင့်အရေးလို့ပြောရင်ခုနလိုမျိုးလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လွတ်လပ်စွာစုဝေးစည်းရုံးခွင့်နော်လွတ်လပ်စွာအဖွဲ့အစည်းဖွဲ့စည်းခွင့်ပေါ့ဆိုတော့အဲ့ဒါတွေပါတာဖြစ်တဲ့တောင်မလို့ဒါကအလौဒသမားတွေဆိုင်တဲ့ကိစ္စမဟုတ်ဘူး မြန်မာနိုင်ငံမှာရှိတဲ့အပြည်သူလူထုတရက်လုံးနဲ့ဆိုင်တဲ့ကိစ္စဖြစ်တယ်။ ILO မှာအဲ့ဒါကိုလုပ်ဖို့အာမန်ဒိတ်ပေါ့လုပ်ပိုင်ခွင့်အာဏာရှိတယ်ပေါ့နော်ဒီမိုကရေစီကိုဖော်ဆောင်ဖို့ကုလသမဂ္ဂအေဂျင်စီတွေကြားထဲမှာဒီတာဝန်ရှိတဲ့အဲသူကတော့အာပြောမယ်ဆိုလို့ရှိရင် ILO ဖြစ်တယ်ပေါ့ဆိုတော့အဲ့ဒီအပေါ်မှာကျမတို့ကအေးအေးယူဖို့ကြိုးစားခဲ့တာပေါ့နော်အာဏာသိမ်းတဲ့ရက်ကနေစပြီးတော့အခုထိကြိုးစားခဲ့တာဖြစ်တယ် အခုဆိုလို့ရှိရင်တော့မကြာမီမှာ ILO ရဲ့အုပ်ချုပ်မှုအစည်းအဝေးပွဲ match လ10ရက်ကနေပြီးတော့22ရက်နေ့ထိကျင်းပမယ်ကျင်းပတဲ့အစည်းအဝေးမှာမြမအရေးကိုတော့ match လ16ရက်နေ့ဆွေးနွေးမှာဒါပေမဲ့အခုကတည်းကနေပြီးတော့ဒီ ILO ရဲ့ article 33လို့ခေါ်တဲ့ဖွဲ့စည်းပုံအခြေခံစီမံအပိုက်33အရာပေါ့နော်အရေးယူမဲ့ကိစ္စရပ်မှာတော့အခုကတည်းကနေပြီးတော့ဘလို့အရေးယူမလဲဆိုတဲ့ action point နေအရေးယူမဲ့ပုံစံတွေတော့စတင်ပြီးတော့ဆွေးနွေးနေကြပြီဖြစ်ပါတယ်အဲ့ဒီအချိန်မှာကျမတို့ အာပြည်သူလူထုနဲ့အလုံသမားထုပြီးတော့ကျမတို့ဒါမျိုးသားညီညွတ်ရေးအစိုးရပြီးတော့ကျမတို့ရဲ့တော်လိုင်းအလုံရှင်အဖွဲ့အစည်းအားလုံးကနေပြီးတော့တင်ပြထားတာက2009ခုနှစ်ကဆုံးဖြတ်ချက်လိုမျိုးပဲဒီအကြပါစစ်တပ်နဲ့လုံးဝ disengage လုံးဝမပတ်သက်ဖို့ဆက်ဆံရေးဖြတ်တောက်ဖို့ပေါ့နော်အဲ့တော့တို့ diplomatic ties ပေါ့နော်ဒီတန်ငင်းတမန်ငင်းဆက်ဆံရေးတွေပါအကုန်ဖြတ်တောက်ဖို့ပါတယ်ပြီးတော့စီးပွားရေးအရာပိတ်ဆို့အရေးယူမှုပါတယ်တခြား agency တွေကတော့ကျမတို့ပြောတဲ့ဟာကိုနားမထောင်ဘူးဒါပေမဲ့သို့တော့ ILO တွေမှာတော့ကျမတို့အလုံသမားတမကတွေရဲ့အတန် voice ရှိတာဖြစ်တဲ့အကြောင်းမို့လို့အာနာသိန်းကနေအချိန်ကနေစပြီးတော့ ILO ကတော့အချမ်းပတ်စစ်တပ်ကိုဤပညာရပတ်စံရကူညီပေးတာလုံးဝမရှိခဲ့ဘူးရဆိုင်ထားတယ်ပေါ့နော်ဒါပေမဲ့အဲ့ထက်ပိုပြီးကျွန်တော်တို့ကတဆင့်တောင်းထပ်ပြီးတော့တောင်းဆိုတာအားလုံးသူတို့နဲ့ဆက်ဆံရေးရတန်ဖို့ ILO ရဲ့အဖွဲ့ဝင်တွေရတန်ဖို့ပေါ့ဒီအပြင်ကိုလေချောင်းရံပေါ့နော်အထူးသဖြင့်တော့လေချောင်းရံကျွန်တော်တို့ပြည်သူလူထုခံစားနေရတယ်အဲ့ဒီအခါမှာဒီကုလသမဂ္ဂ2024ခုနှစ်ဧပြီလ၄ရက်နေ့မှာချမှတ်ထားတဲ့ အာကုလသမဂ္ဂလူခွင့်ကောင်စီကနေဆုံးဖြတ်ချက်ကိုအာရလွေအဖွဲ့ဝင်နိုင်ငံတွေကလုံးဝထိရောက်စွာအကောင့်ထည့်ဖို့ဆောင်ရွက်ဖို့ပေါ့နော်အာလင်းတိုက်ခိုက်မှုတွေရပ်တန့်ဖို့အဲ့ဒါတွေပါတယ်ပြီးတော့ coordinate sanction ပေါ့ဒီအချမ်းပါစစ်တပ်ရဲ့ဝင်ဝင်ရပောက်ရလန်းကိုလုံးဝဖြတ်တောက်နိုင်ဖို့ရာအတွက်ကို အာဒီနိုင်ငံတကာအတိုင်းဝိုင်းကတကယ်ကိုညှိနှိုင်းဆွေးနွေးပြီးတော့အကောင်းဆုံးဖြစ်မဲ့ဆန်ရှင်ကိုလုတ်ပေးဖို့ဆိုတဲ့အဲ့ဒီအချက်တွေပါပါတယ်အာပြီးတော့ဒီနှစ်မှာထူးခြားချက်က ILO ရဲ့အလုပ်သမားကြီးရညီလာခံမှာကျမတို့အလုပ်ရှင်ကိုယ်စားလှယ်အလုပ်သမားကိုယ်စားလှယ်ကိုတရားဝင်နိုင်ငံရဲ့ကိုယ်စားလှယ်ဖြစ်အတိအမှတ်ပြုသွားမယ်ဒါပေမဲ့အစိုးရကိုယ်စားလှယ်ကိုတော့ကျမတို့ credentials challenge လို့ခေါ်တဲ့စိန်ခေါ်မှုကိုဆက်လုပ်ရမယ်ကျမတို့အမျိုးသားညီညွတ်ရေးအစိုးရ UNG ကိုစားပြုမှုရဖို့ တရားဝင်အတိအမှတ်ပြုကြဖို့ဆိုတော့ကျွန်တော်တို့ဆက်တုံးသွားပါမယ်ဒါတွေကဆုံးဖြတ်ချက်ပါဒီမှာတခုပြောပြချင်တာယနေ့အချိန်ဒီကျွန်တော်တို့အောက်မြင်နေတာကအကြမ်းဖက်စစ်တပ်ကိုနိုင်ငံတကာက military government စစ်အစိုးရလို့မတုံတုံအောင်ကိုကျွန်တော်တို့ဒီ ILO ရန်တရားထဲမှာလုံနိုင်ခဲ့တယ်အခုအချိန်ဒီကုလသမဂ္ဂ agency တွေမှာ ILO ထဲမှာ military region စစ်အုပ်စုလိုပဲခေါ်ဝယ်တုံးစွန်းနေတာရှိတယ် military government လို့တောင်သူတို့ကိုမတုံ့ထုံပါထမတုံ့ထုံနာဘူးပေါ့နော်အဲ့ဒါဘာကိုပြတာလဲဆိုလို့ရှိရင်သူတို့ကိုကျမတို့နိုင်ငံရဲ့အစိုးရတရားဖြစ်အတိမတ်မပြုတ်ထားဘူးဆိုတာကိုမိဘပြည်သူလူနဲ့အဲကျမတို့ရဲ့အလုံသမားတို့တော်လိုင်းရဲဘော်ရဲဘတ်များအားလုံးကိုကျမအတိပေးတင်ပြလိုပါတယ်ကျေးဇူးပါโอเคပါခင်ဗျာအခုလိုမျိုးဒီအေးအေးမှုတွေနဲ့အေးအေးပို့အတွက်လှုပ်ဆောင်နေရတဲ့ပတ်သက်ပြီးတော့ဆွေးနွေးပေးသွားတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာမက်ဖောင်ရုပ်ကိုဒီတကားပြန်ပြီးတော့မှမေးချင်ပါတယ်အဲ့တော့ခုနက market set ပြောသွားတဲ့အထက်မှာလည်းပါတယ်ပေါ့နော်2000 ခုနှစ်တုန်းကဒါ2000ခုနှစ်တုန်းကအရေးယူမှုတစ်ချိန်လုပ်ခဲ့တာရှိတယ်ဆိုတော့အဲ့တော့ဒီလက်ရှိမှာလည်းဒါကျွန်တော်ပုံမှန်လေးလေးပြောရရင်ကမ္ဘာနိုင်ငံရဲ့အခြေအနေတွေကပြောင်းလဲမှုတွေရှိလာတာရောเนาะဒီမြန်မာပြည်သူတွေအနေနဲ့လည်းအစိတ်ပြတ်မှုတွေဒါကြုံလာရတဲ့အခါလည်းရှိတဲ့အခါကျတော့အခုဒီတစ်ချိန်အရေးယူမှုကအရှိတစ်ခေါက်အရေးယူမှုနဲ့နိုင်ရှင်လိုက်လို့ရှိရင်ဘယ်လိုမျိုးပြောင်းလဲမှုတွေဘယ်လိုမျိုးကွာခြားချက်တွေရှိလာနိုင်ကလေးဆိုတော့လေးကိုလည်းဆွေးနွေးပေးစီချင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါ အဒီတက္ကရေ2000ပြည့်နှစ်တုန်းက ILO ကပုံမှန်33ရာအကြမ်းဖက်စစ်တပ်ကိုအရေးယူပြီးအထိနာစေခဲ့တဲ့အောင်မြင်မှုတာရကတွေကိုကျမတို့ဒီလေ့လာ ခဲ့ရပါတယ်။ဆိုတော့ဒီ ILO ကနေပြီးတော့ပုံမှန်33ရအမြင့်တိနိုင်ငံကိုမှအရေးယူမှုမပြုလုပ်ခဲ့ဘဲနဲ့ဒီတက္ကသိုလ်2000ပြည့်နှစ်မှာမြန်မာနိုင်ငံကိုပထမအဦးဆုံးအနေနဲ့အရေးယူမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။အ1996ခုနှစ်ဒီမေလမှာအကျင်းပတဲ့ ILO ရဲ့အုပ်ချုပ်ရေးအဖွဲ့ပေါ့လေဆိုတော့ဒီအုပ်ချုပ်ရေးအဖွဲ့ကိုဒီစုံစမ်းစစ်ဆေးကော်မရှင်ကနေအကြံပြုချက်တွေကိုမြန်မာနိုင်ငံကလိုက်နာကျင့်သုံးခြင်းမရှိပါဘူးဆိုတော့အစီရင်ခံစာ ာကိုတင်ခဲ့ပါတယ်1996မေလမှာပါဆိုတော့အစီရင်ခံစာအရဆိုလို့ရှိရင်ဒီအတ္တမလောကခိုင်းစင်မှုတွေဟာခက်ပြိုင်ကြုံပြုတဲ့ပုံစံကလွဲလို့ရှိရင်မြန်မာနိုင်ငံပြည်သူတွေအပေါ်မှာဒီစစ်ကောင်စီကဆက်လက်ကျူးလွန်နေတယ်ဆိုတော့လေးလေးလက်လက်ရှုံချတဲ့ဆုံးဖြတ်ချက်တရက်ကိုချမှတ်ခဲ့ပါတယ်။ဒါကြောင့်မလို့ဒီမြန်မာနိုင်ငံအစိုးရရဲ့သဘောထားအပြုမှုတွေက ILO ရဲ့အဖွဲ့ဝင်နိုင်ငံတွေရဲ့အုပ်ချုပ်မှုအနေအထားအဖွဲ့ဝင် ဖြစ်တည်မှုရဲ့စီမင်းစည်းကမ်းအနေနဲ့လုံးဝကိုင်းမြူမှုမရှိဘူးလို့လည်းထုတ်ပြန်ခဲ့ပါတယ်။ဆိုတော့အဲ့ဒီနောက်မှာဒီစုံစမ်းစစ်ဆေးကော်မရှင်ရဲ့အကြံပြုချက်တွေကိုဆက်လက်အကောင့်ထဲပေါ်ဖို့ရည်ရွယ်ချက်နဲ့ဒီ ILO ရဲ့နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေဒီအကူအညီကလွဲလို့ရှိရင်ကျမတို့ဒီမြန်မာနိုင်ငံအစိုးရကိုမြစ်တီနည်းပညာအကူအညီပူးပေါင်းဆောင်ရွက်မှုမှမပြုတ်လုပ်ဖို့အတွက်ရက်ဆိုင်တင်တယ်လို့ ILO ကနေဆုံးဖြတ်ချက်ချခဲ့ပါတယ် ဆိုတော့ဒီ ILO ကနေပြီးတော့ပုံမှန်33ရမြန်မာနိုင်ငံကိုဒီစီးပွားရေးအရာဒဏ်ခတ်အရေးယူမှုအပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်ဆိုတော့ဒီမြန်မာတော်လှန်ရေးတမိုင်းမှာမြန်မာစစ်တပ်ရဲ့ဒီအကြမ်းဖက်လုပ်ရက်တွေကိုကဘာသိရှိပြီးတော့ဒီစစ်အာဏာရှင်ကအထိနာစေခဲ့တဲ့လုပ်ရက်တစ်ခုဖြစ်ရက်တစ်ခုလို့လည်းကျွန်တော်တို့ပြောလို့ရပါတယ်ဆိုတော့ဒီ1988နောက်ပိုင်းမှာမြန်မာနိုင်ငံမှာခလေးအလုတ်တမခိုင်းစေမှုနဲ့အာဓမစစ်သားစုဆောင်မှုဒီစစ်မှုခိုင်းစေမှုတွေကဆိုးဝါးလာတဲ့ဒီစစ်တပ်ရဲ့ Okay. ကျုံလုံးမှုတွေကိုအပြည့်မဲ့ပြည်သူတွေကကြုံတွေ့ခံစားလာရတယ်။ဒါကြောင့်မလို့ဒီဖြစ်စဉ်ဒီဖြစ်ဖြစ်ရက်ဒီအမှုတွေကိုပေါ့လေ1992ခုနှစ်ကနေစတင်ပြီးတော့ချိုးပေါက်မှုတွေကိုတတ်တည်နေတကွအမှတ်တမ်းတင်ပြီးတော့ဒီမြန်မာနိုင်ငံအလုံးသမားအသက်မှတ်ကများအဖွဲ့ချုပ်ဒီအခုတော့ CTUN ပေါ့လေအရင်တော့ FTUB အဖွဲ့ချုပ်အနေနဲ့ ILO တိုင်ကြားခဲ့ပါတယ်။ဆိုတော့ဒီတိုင်ကြားခဲ့တဲ့ပြစ်မှုတွေမှာစုံစမ်းစစ်ဆေးပြီးတော့ဒီ2000ပြည့်နှစ်မှာစီးပွားရေးအရာဒဏ်ခတ်အရေးယူမှုကိုခံရတာဖြစ်ပါတယ်။ ိုတော့အဲ့ဒီနောက်မှာဒီနိုင်ငံကြီးရေချင်အတက်ကြတွေကိုစစ်တပ်ကမထိတ်ချုပ်နိုင်ခဲ့ဘဲနဲ့သူတို့တစ်ဆင့် short ပြီးတော့ရှုံနေခဲ့ရတယ်ဆိုတော့တာရကကောင်းနေရှိပါတယ်ဆိုတော့ဟိုကျမတို့ဒီ2012ခုနှစ်မှာဆိုလို့ရှိရင် ILO ကစုံစမ်းစစ်ဆေးရေးအဖွဲ့ကအကြံပြုချက်တွေခလေးစစ်သားတွေဒီအဓမ္မခိုင်းစင်မှုတွေကိုရပ်တန့်သွားပြီးတိုးတက်ပြောင်းလဲမှုတွေရှိတယ်ဆိုပြီးတော့2012ခုနှစ်မှာစီးပွားရေးကိုပြန်လည်ရုပ်သိမ်းခဲ့ပါတယ်ဆိုတော့အဲ့ဒီခုနှစ်မှာပဲကျမတို့ဒီအဲနိုင်ငံရေးအပြောင်းလဲတွေဖြစ်ပြီးတော့ ဒီနိုင်ငံတော်အတိုင်းအမခံအပုတ်ကိုဒေါ်အောင်ဆန်းစုကြည်နဲ့ကျမတို့စီတီရွယ်ဥက္ကဋ္ဌဦးမောင်မောင်ကလည်းဒီမြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ်နဲ့အာရလိုညီလာခံကို2012ခုနှစ်မှာတက်ရောက်ခွင့်လည်းရခဲ့ပါတယ်ဆိုတော့ကျမတို့ဒီလိုဒီမိုကရေစီအကူအပြောင်းကိုရှောက်လန်းနေတဲ့ကာလမှာပဲစစ်တပ်ကဒီ2021ခုနှစ်မှာအာရွေးကောက်ပွဲမှာမဲမတမာမှုလို့ဆွဆွဲပြီးတော့ဒီအာနာပြန်သိမ်းွားပြီးတော့ကျမတို့ဒီຫນွေဥတော်လည်ရေးခྱི་ချမ်းကိုကျမတို့ အာပြန်ပြီးလျှောက်လိုက်ရတဲ့အနေထားလို့ကျမတို့ပြောလို့ရပါတယ်ရှင်။ဆိုတော့မေးခွန်းပြန်ကောက်ရမယ်ဆိုရင်ဒီပြောင်းလဲတိုးတက်မှုကိုတုံးသက်ရရင်တော့ကျမတို့ဒီနေဦးတော်လည်ရာ generation Z တွေရဲ့ဥဆောင်မှုတွေနဲ့တော်လည်ရင်အင်အားစုတွေတက်ညီလက်ညီချီတက်ရာကနေနိုင်ငံတကာအခင်းချင်းတိုက်ပွဲတွေမှာအားကောင်းလာတယ်။စစ်လက်နက်လေရင်စီဓာတ်စီတွေမဝယ်နိုင်အောင်စကားစားရဲ့ စီးပွားဝင်ငွေတွေရရှိနိုင်တဲ့ထောက်တန်တွေကိုဖြတ်တောက်ဖို့ကျွန်တော်တို့စ조사ဆောင်ရွက်ကြတယ်။တစ်ဖက်မှာလည်းအရှိမပြောခဲ့သလို military base တွေဖြစ်တဲ့စစ်ဌာနချုပ်တွေကိုတိမ်းယူတာတွေနည်းနည်းစိုးမှုမှုတွေအဲ60ရာခိုင်နှုန်းအထိကျမတို့ရှိနေတာ၄ဒါတွေအားလုံးကကျမတို့ရဲ့ဒီပြောင်းလဲတိုးတက်မှုတွေလို့ဒါကျမတို့လက်တွေ့အားလုံးမြင်တွေ့နေရတဲ့ အနေထားတွေပဲဖြစ်ပါတယ်ဆိုတော့ပြပရောက်မြန်မာတွေပါမကြမ်းအဖက်ဖက်ကနေကျွမ်းကျင်တဲ့ဘာသာရက်တွေကနေပြီးတော့ဒီစီးလုံးမှုအားနဲ့ဆက်လက်တောက်ခံပြီးစစ်အာဏာရှင်အမြင့်ပြက်ကိုအားဆိုင်ချိန်မုံနေတဲ့အနေထားလို့ပဲကျွန်မအနေနဲ့သုံးသပ်ပြောပြစီရှင်ဟုတ်ကျေးဇူးပါ ဟုတ်ကဲ့ပါခင်ဗျာဒါချိန်ထိုးပြီးတော့ဆွေးနွေးပေးသွားတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာအဲ့တော့ market စကိုဒါနောက်ဆုံးမေးခွန်းအနေနဲ့မေးချင်တဲ့အကြောင်းကတော့ဒါခုနကတော့ဒီအဲဆွေးရေးယူဆောင်ရွက်မဲ့အပိုင်းတွေဒါပြပြဆုံဆုံပြောသွားရပါတော့နော်ခုန credit credential challenge အထိပေါ့နော်ဆိုတဲ့အခါကျတော့ဒီလိုမျိုးဒီ champion စကောင်စီကို ILO ပုံမှန်33ရချက်ချင်းအရေးယူနိုင်ဖို့အတွက်မှာကျွန်တော်ပြည်သူလူထုအနေနဲ့ဘယ်လိုပူးပေါင်းဆောင်ရွက်လို့ရနိုင်မလဲဆိုတာရဲ့ market စနေနဲ့ထပ်ဖြည့်ဆွေးနွေးချင်တာလေးတွေရှိလို့ရှင်ကျွန်တော်နားထောင်ချင်ပါတယ်ခင်ဗျာ ဟုတ်နံပါတ်၁ချက်ကဘာလဲဆိုရင်အာကျမတို့ဒီ ILO ရဲ့အုပ်ချုပ်မှုအစည်းအဝေးပွဲထဲမှာဒီအကြမ်းဖက်စစ်တပ်ကိုအရေးယူဖို့ဆွေးနွေးတဲ့အခါမှာအများအားထောက်ခံအားပေးတာကတော့ရုရှားနဲ့တရုတ်ပေါ့နော်အာဒါကိုလည်းကျမတို့မိဘပြည်သူတို့တွေသိဖို့လိုတယ်နိုင်ငံတကာစင်မြစ်ထက်မှာအာအများအားအကြမ်းဖက်စစ်တပ်ကိုရက်တည်ပေးတာကရုရှားနဲ့အာတရုတ်တွေရှိတယ်ပြီးတော့ကျမတို့ပြည်သူလူထုနဲ့အတူအာအရသားတွေနဲ့အတူရက်တည်ပေးတဲ့အစိုးရအုပ်စုတွေရှိပါတယ်ဥရောပနိုင်ငံတွေအာပြီးတဲ့အခါကျလို့ရှိရင်ကျမတို့အမေရိကန်အစိုးရ အာပြီးရင်ဂျပန်အကိုရီးယားအစရှိတဲ့ပြည်ပေါ့နော်ကျမတို့အာပြည်သူလူထုနဲ့အတူအမြန်မာဒီမိုကရေစီရေးအတွက်ကောဒီလိုမျိုးအလौသမားအခွင့်အရေးချိုးဖောက်မှုတွေအတွက်ရောအာကျမတို့ကိုစိုးရိမ်ပူပန်မှုတွေနဲ့အတူဆွေးနွေးပေးတဲ့နိုင်ငံတွေရပ်တည်ပေးတဲ့နိုင်ငံတွေရှိတယ်ပေါ့ဒါပေမဲ့အရေးယူဖို့လို့ပြောလိုက်တဲ့အခါကြလို့ရှင်တို့ကပြည်သူလူထုကိုမထိခိုက်ပင်းနဲ့အကြမ်းဖက်ဆက်တဲ့ကိုပဲထိခိုက်မဲ့ဟာမျိုးကိုတို့စဉ်းစားတယ် စဉ်းစားတဲ့အချိန်မှာသူတို့စိုးရင်ချက်ကပေါ့နော်စိုးရင်ချက်ကဒီလိုမျိုးပိတ်ဆို့အရေးယူလိုက်တဲ့အခါမှာမိဘပြည်သူလူထုကိုများထိသွားမလားအလုံသမားတို့ကိုများထိသွားမလားဆိုတော့သူတို့စိုးရင်ချက်တွေရှိပါတယ်အဲ့တော့ကျမတို့ကလည်းအစဉ်တစိုက်ပြန်ပြီးတော့ပြောနေတာကကျမတို့မှလည်းဒီထက်ဆုံးဖြုံးစရာမရှိတော့ဘူးအာကျမတို့တွေအားလုံးက အလုံးလုံးဖို့နေနေသာအကုန်လုံးကဒီအာဒီလေချောင်းရံနဲ့နော်မီးရှိုးတာဘုံခွဲအဘုံဘုံဘုံနဲ့တိုက်ခိုက်တာအဲ့ဒါတွေဆိုတော့အကုန်လုံးကပြေးနေတဲ့အချိန်မှာဒီထက်လည်းကျမတို့ဘဝတွေကစိုးစိုးရိမ်စရာလည်းမရှိတော့ဘူးပေါ့နော်ဒါကြောင့်မလို့အေးအေးယူစရာသာမြ мян ယူဝေးပါလို့ပြောတယ်ပေါ့နော်ပြောတဲ့အခါမှာကျမတို့ကိုယ်စလဲတွေကတော့ဒါအကောင်ဆုံးကျမတို့ချိုးသားပြီးတော့ပြောတယ်ဒီဒါမှမဟုတ်တော့လည်းပဲဒီမှာ EU အစိုးရတို့ဘာတို့ကိုကျမတို့ဒီထက်ပိုပြီးအတန်ထုတ်ဖို့လို့လေ ဆိုတော့အားကြမလို့မိဘပြည်သူလူတို့ကိုတင်ပြချင်တာကမိဘပြည်သူလူတို့ရဲ့အတန်အလုတ်သမားတို့ရဲ့အတန်ကိုနိုင်ငံတကာအစိုးရတွေသိဖို့လိုတယ်ဓာတ်တော်ဝင်များထုတ်ပြီးတော့អော်ပေးပါအခုကျွန်တော်တို့နိုင်ငံတော်ဝန်မှာတပိတ်ကော်မတီတွေကအခုအားရလို့အရေးယူပေးပါဆိုပြီးတော့ဆန္ဒပြတယ်တောင်းဆိုမှုတွေလုပ်တယ်ကျွန်မအယံဝမ်းတာတယ်ဒီနိုင်ငံတကာအစိုးရတွေဒီပြည်သူအတန်ကိုကြားဖို့လိုတယ်နိုင်ငံတကာအစိုးရတွေဒီနော်အလုတ်သမားတို့ရဲ့အတန်စစ်မှန်တဲ့ပြည်သူအတန်စစ်မှန်တဲ့အလုတ်သမားတို့အတန်ကိုတို့ကြားဖို့လိုတယ်ဒါကြောင့်မို့လို့ မိဘပြည်သူတဦးတယောက်ချင်းစီတိုင်းကအကြမ်းဖက်စစ်တပ်ကိုအရေးယူအရေးယူနိုင်ရေးမှာအလုံးကမိမိအတန်ကိုချင်းအပြည့်ဒါကိုပူပေါင်းပါဝင်ပေးကြပါလို့ကျွန်တော်တင်ပြချင်တယ်ပေါ့အ ਨੇ ဆုံးအစင်းတော့ကျွန်တော်တို့ဆိုင်ရာဒီဆိုရှယ်မီဒီယာနော်အာသတင်းမီဒီယာဌာနနေကိုယ့်ရဲ့လုံခြုံရေးအတွက်အဲဆိုရင်ရတယ်ဆိုလဲမျက်နှာအုပ်ပြီးကိုလိုချင်တဲ့ဟာကိုနော်ဒါအိုင်လိုအနေနဲ့အကြမ်းမစစ်တပ်ကိုအေးအေးယူပေးပါဆိုပြီးသူတို့ရဲ့အတံကိုသူတို့ဒီအာထုတ်ပြီးတော့အာသူတို့ပါဝင်ဖို့လိုတယ်နောက်တစ်ခုကကြတော့ အတင်းအဓမ္မစစ်သားစုဆောင်တဲ့ကိစ္စတွေပေါ့နော်အဲ့ဒါတွေကကြတော့ကျမတို့ဒီမှာတင်ပြချင်တာကအခုဒါ NUG အစိုးရပါဝင်ကျမတို့အစိုးရအလုပ်ရှင်အလုပ်ကမှသုံးဝေးဆိုင်ကနေပြီးတော့ ILO ကိုအမှုတင်ထားပါတယ်နော်ချိုးပေါက်ခံရတဲ့သူနင့်နာတဲ့သူက2000ကျော်ရှိတယ်တကယ်ဆိုရင်တော့စစ်တပ်ကအခုဆိုလို့ရှိရင်17ကြိမ်မြောက်ပေါ့နော်စစ်သားစစ်တင်တန်းကိုသူတို့ပေးနေတာအဲ့ဒါကိုပြန်ကြည့်ရင်အဲတင်တန်းတစ်ခုမှာ9000နဲ့ပဲတွက်9000ကျော်နေပြီဒါအနည်းဆုံးအဆင့် နော်တရားမဝင်တဲ့ဟာတွေစုဆောင်းနေတဲ့ပုံစံမျိုးမျိုးနဲ့ပေါ်တာဆွဲတာတွေစစ်တတ်တဲ့အတင်းဖန်းကော်တာတွေဆိုရင်လည်းကျမတို့ case တွေကအမှုတွေအများကြီးပဲရှိတယ်။အဲ့တော့ဒီမှာပြောချင်တာကျမတို့တော်လှန်ရေးကနိုင်သွားသည့်တိုင်အောင်နစ်နာခဲ့တဲ့သူတွေအတွက်တရားမျှတမှုကိုပြန်ယူပေးဖို့ accountability တာဝန်ခံမှုကိုပြန်ယူပေးဖို့ဆိုတာက case တွေကတင်ထားဖို့လိုတယ်အမှုတွေကတင်ထားဖို့လိုတယ်ဆိုတော့ဒါကြောင့်မို့လို့ဘသူပဲနစ်နာဆုံးဆုံးဆုံးရှုံး ILO ကိုအမှုတွေတိုင်မှာတင်ပါ နော် ILO ဒီအမှုတိုင်တဲ့သူတွေရဲ့လုံခြုံရေးကိုသူတို့ဒီကြည့်ရှုပြီးတော့သူတို့အမှုကိုလက်ခံပါတယ်။သူရဲ့သာသမီမြင်းမြင့်နော်ကိုမိတ်ဆွေအပေါင်းအသင်းများစစ်မှုထမ်းမှုအတရားဓမ္မပါသွားခဲ့ရင်နော်လှလဆွာထုတ်ပေါ်ပြောဆိုမှုလို့မိလို့ပေါ့နော်အကြမ်းဖက်စစ်တပ်ကအရေးယူခဲ့ရင်လာဖမ်းရင်အဲ့ဒါတွေကိုအမှုကိုတိုင်ပေးပါလို့ကျမဒီနေရာကနေတင်ပြခြင်းနဲ့ဒီလိုလှုပ်ပေးခြင်းအဖြစ်ဒါဒီကျမတို့စစ်တပ်ကိုအမြင့်ဖြတ်ရေးမှာ အာကျမတို့ပါဝင်တာဖြစ်တယ်ဒီလက်အခါကျမတို့တော်လာရင်နိုင်သွားသည့်တိုင်အောင်နင့်နာတဲ့သူတွေအတွက်ကိုကျမတို့တရားမျှတမှုပြန်လဲရှာဖွေဖော်ထုတ်ပေးနိုင်မှာဖြစ်တယ်လို့ဒီနေရာနေပြီးတော့ကျမတိုက်တွန်းအာတောက်ဆိုချင်ပါတယ်လို့ကျမတို့တခုသတိထားမှာနောက်ဆုံးအနေနဲ့ပေါ့နော်အချမ်းဘတ်စစ်တပ်မရှိမှသာမြန်မာနိုင်ငံရေးလောကမှာအချမ်းဘတ်စစ်တပ်မရှိမှသာ ကျမတို့ရဲ့အလုသမားအခွင့်ရေးလူအခွင့်ရေးကျမတို့လုံးဝကိုအပြည့်အဝအကောင့်ထဲပေါ်နိုင်ပြီးတော့ကောင်းမွန်တဲ့ အကောင်းမွန်တဲ့အလုတ်အကင်ကိုမိဘပြည်သူလက်ထဲကိုပြန်ပြီးတော့အနိုင်မှာဖြစ်တယ်ခုနကတော့လူခွင့်ရေးလူခုံတိခါနဲ့အညီနေနိုင်မှာဖြစ်တယ်ဆိုတာကိုပြောချင်တယ်ဒါကြောင့်မလို့ရရအခန်းကဏ္ဍကြရအခန်းကဏ္ဍနေပြီးတော့အားလုံးမိဘပြည်သူလူထုအနေနဲ့အာဆက်ပြီးတော့ပါဝင်ပေးပါအခက်ခဲဒုက္ခမျိုးစုံကိုလည်းကျမတို့ကိုကျင်းစားတယ်ခံစားမိပါတယ်ဒါပေမဲ့ဒီမှာပဲကျမတို့အာတောင်းဆိုပါရစေလို့တင်ပြချင်ပါတယ် ဟုတ်ကဲ့ပါခင်ဗျာအခုလိုမျိုးပြည်သူလူထုပါဝင်လို့ရမယ်နီလန်းလေးကိုဆွေးနွေးပေးသွားတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာအနောက်ဆုံးအနေနဲ့တော့ကျွန်တော်မတ်ဖောင်ရုံကိုမေးချင်တဲ့မိကွန်းကအခုဒါပြည်သူတွေကြားထဲမှာဆိုရင်ကျွန်တော်ပုံမှန်လေးလင်းပြောရမယ်ဆိုရင်ဒီစည်ရင်းနီလန်းကအဓိကစည်ရင်းနီလန်းနဲ့သာအရေးကြီးတယ်စည်ရင်းနီလန်းကိုသာဂိုင်ဆွဲပြီးတော့အချမ်းပတ်စစ်တပ်ကိုတွန်းလိုက်ရမယ်ဆိုတာမျိုးတွေရဲ့နောက်တစ်ခုကနိုင်ငံတကာနဲ့ပတ်သက်လို့ရှိရင်လည်းနိုင်ငံတကာအားမကိုရဘူးเนาะငါတို့ပဲငါတို့ကငါတို့ပဲလောက်အောင်မှာဆိုတဲ့အတွေ့အမျိုးတွေကျွန်တော်တို့ကြားလာရတယ်ပေါ့เนาะဆိုတော့အဲ့တော့မတ်ဖောင်ရုံနောက်ဆုံးအနေနဲ့ဆွေးနွေးပေးစီချင်တာကတော့ဒီစည်ရင်းနီလန်းအပြင်ပေါ့เนาะ ီလူထုလှုပ်ရှားမှုတွေခုနကနိုင်ငံတကာပိတ်ဆို့အရေးယူမှုတွေကဘာကြောင့်ဘလောက်တိုင်းတာအထိအရေးပါသလဲဆိုတာ ਨੇ ဒီလက်ရှိကျွန်တော်ဆက်သွားရမယ့်တော်လန်ခရီးချမ်းမှာပြည်သူလူထုကိုအမတ်ဖောင်ရုပ်နေနဲ့ပြောချင်တာလေးတွေရှိရင်ကျွန်တော်တို့ကြားပြရစီခင်ဗျဟုတ်ကဲ့ပါဆိုတော့ကျွန်မအရှိမလဲဒီအာပြောခဲ့တာတွေရှိတဲ့အတွက် ဒီနောက်ပိုင်းကိုကျွန်မအချင်းချင်းပြီးပဲပြောပြစေဆိုတော့ကျမတို့စိတ်ရဲကလည်းအရေးကြီးပါတယ်ကျမတို့ဒီနေမြေဆုံးမှုတွေအဲပြီးတော့ကျမတို့ဒီအဲ NUG အစိုးရကိုအတိမတ်ပြုမှုနိုင်ငံတိုင်းအတိမတ်ပြုမှုကိုကျမတို့ဆောင်ရွက်တဲ့နေရာမှာစိတ်ရဲရဲ့နေမြေဆုံးမှုကိုလည်းကျမတို့ကဒီအပြုနေရတဲ့အနေအထားဖြစ်တဲ့အတွက်စိတ်ရဲကလည်းအင်မတန်အရေးကြီးပါတယ်ထို့အတူပဲကျမတို့ဒီနိုင်ငံတကာအခင်းချင်းဖိအားနဲ့လူထုလှုပ်ရှားမှုတွေကလည်းစိတ်ရဲထက်မနှဲပါလေဒီဟာကလည်းကျမတို့အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါတယ်ဆိုတာတော့ကျွန်မအခိုက်အမာပြောနိုင်ပါတယ်ဆိုတော့ကျွန်မတို့ဒီအာနိုင်ငံတကာ ကအရေးယူပိတ်ဆို့မှုတွေပြီးတော့ဒီလူထုလှုပ်ရှားမှုတွေရဲ့အထွေထွေဖိနှိပ်မှုတွေကြားတဲ့ကလူထုကအန်တုပြီးတော့ကြံ့ကြံ့ခံပြီးတော့ဒီတပိတ်တရားဆိုလို့ရှိရင်အခုထိအတန်မတိတ်ခဲ့ပါဘူးဆိုတော့ကျမတို့2021အာနာသိမ့်တဲ့အချိန်ကနေစပြီးတော့ကျမတို့လူထုလှုပ်ရှားမှုပုံစံတွေနီးနာတွေဒါပြောင်းသွားတယ်ဒါပေမဲ့ကျမတို့အခု2025 match လာထီကိုလူထုအတန်ကယနေ့ထီကိုမတိတ်ခဲ့ပါဘူးဆိုတော့ဒီဟာဒီကျမတို့ဒီ PP ဆိုင်ရာ PR ပြီးတော့လူထုတွေရဲ့ပါဝင်မှုဒါကတော်လန်ရေး းမှာအင်မတန်အရေးကြီးတဲ့အခန်းကဏ္ဍဖြစ်တယ်လို့ကျွန်မအနေနဲ့တော့အဲပြောချင်ပါတယ်ဆိုတော့အခု ရက်ပိုင်းတော့တွဲมาဆိုလို့ရှိရင်ဒီပုံမှန်33ရဒီ ILO ကနေပြီးတော့စစ်ကောင်စီကိုအမြန်ဆုံးအရေးယူပွေးဖို့အတွက်ကိုကရင်ပြည်နယ်ပြီးလို့ရှိရင်ကျမတို့ကချင်ပြည်နယ်ပေါ့နော်ကချင်ပြည်နယ်ဖားကန့်မြို့ပြီးရှမ်းပြည်နယ်ပြည်နယ်၃ခုမှာလည်းတပိတ်စစ်ကြောင်းတွေထွက်ကြတယ်ပြီးတော့သခိုင်းတိုင်းပေါ့လေစားလင်းကြီးရင်းမာပင်ရွှေဘို၆ဦးဒီလိုတပိတ်စစ်ကြောင်းတွေခြိတက်တာတွေဟောပြောပွဲတွေကဒါဇက်တိုက်လုပ်နေတာတွေလည်းတွေ့ရပါတယ်ဆိုတော့ဒီလုတ်တဲ့နေရာမှာကျမတို့စစ်ကြောင်းရ စစ်ကြောင်းနေနဲ့တိုက်ခိုက်တာတွေပါရာမော်တာတွေနဲ့လိုက်ပစ်နေရတယ်ဒီလိုအခက်ခဲတွေကြားထဲကနေပြီးတော့လူတို့ကလက်ကန်းစာဆောင်တွေဝေးတယ်ဟော့ပြောပွဲတွေလုပ်တယ်စတေကာတွေကတ်တယ်ဒါကစစ်အာဏာရှင်ကိုအမြင့်ပြတ်ချေမုန်းဖို့အတွက်ကိုပြည်သူတွေဘလောက်တောင်ပြိနှိမ်မှုတွေကြားထဲကအန်တူပြီးကြက်ကြက်ခိုင်တိုက်ပွဲဝင်နေလဲဆိုတာကိုသိမြင်နိုင်မှာဖြစ်ပါတယ်ဒါကိုလည်းလေးစားခုံယူမိရလို့ကျွန်မအနေနဲ့ပြောချင်ပါတယ်ဆိုတော့ဒီလူတို့ရဲ့အင်အားကအင်မတန်ရေးကြီးပါတယ်ဆိုတော့ကျွန်မတို့လူတို့လှုပ်ရှားမှုတွေဆက်ပြီးတော့အဲလုပ်ရပါမယ်ပြီးတော့ဒီစကားစားရဲ့ ဲ့အဆုံးသက်တိုက်ပွဲကနီးကပ်လာပြီးဖြစ်တဲ့အတွက်အဲရရနေရကနေအဖက်ဘက်ကနေပြီးတော့စကားစကိုပါဝင်ဆန့်ကျင်သွားဖို့တိုက်တွန်းနှိုးဆော်ရင်းနဲ့ပဲကျမဒီညမှာညီကုန်းချုပ်ပြစေရှင်ဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါခင်ဗျအခုလိုမျိုးမအားလက်တဲ့ဆရာကပါဝင်ပြီးတော့မှဆွေးနွေးပေးတယ်မက်ခက်ဆင်နဲ့မပေါင်ရိုးကိုကျေးဇူးထူပဲတင်ပါတယ် တော်လည်းမြင်သူများခင်ဗျာအခုဆိုရင်တော့ဒီနေ့စကားဝိုင်းမှာကျွန်တော်တို့ဒီအကြံဖတ်စက်တက်ကိုအေးအေးယူဆောင်ရွက်နိုင်ဖို့အတွက်အားလုံးပုံမှန်33ရာအေးအေးယူဆောင်ရွက်နိုင်ဖို့အတွက်ပါတယ်လှုပ်ဆောင်နေတယ်အဲဒီလိုအေးအေးယူဆောင်ရွက်မှုတွေဟာကျွန်တော်တို့ဒီအကြံဖတ်စက်တက်ကိုဖြိုလဲရနေမှာဘလောက်အရေးကြီးတယ်ပြီးသူလူထုအနေနဲ့လည်းဘလို့ပေါင်းဝင်လို့ရနိုင်နေဆိုတာကိုသိရှိသွားပြီလို့ထင်ပါတယ်ဒီလိုအကြောင်းအရာတွေကကျွန်တော်ပုံမှန်လေးလေးပြောမယ်ဆိုရင်တော့အာပြင်းစရာကောင်းတယ်လို့ထင်ရပါမယ်ဒီအကြောင်းအရာတွေကပြီးသူဒီကြားထဲမှာစိတ်ဝင်ပြန့်နှံ့မှုကတော်တော်အေးအေးမှဒါကျွန်တော်တို့အားနေနေသေးတယ်ပေါ့နော်များသောအားဖြင့်စီရေးကိစ္စ တွေကိုစိတ်ဝင်စားကြတာရှိတယ်ပြီးတော့ဒီ online နဲ့ပတ်သက်တဲ့ရန်ပုံငွေရှာဖွေရေး campaign တွေနော်အာဒီဟာတွေမှာတော့ပို့ပြီးတော့မှအယောင်ရောက်နေကြတယ်ဆိုပေမဲ့ဒီလိုအကြောင်းအရာတွေပြီးသူလူထုကြားထဲမှာသိရှိဖို့ကလည်းအင်မတန်မှအရေးကြီးတယ်လို့ထင်ပါတယ်ဒါကြောင့်မလို့ဒီနေ့အဲစကားဝိုင်းလေးမှာပြောဆိုဆွေးနွေးထားတဲ့အချက်ကလေးတွေကပြီးသူလူထုအတွက်တစုံတရာအကျိုးရှိမယ်လို့လည်းပြောနေပါတယ်ကျေးဇူးတင်ပါတယ်